တရုတ်တန်တားရဲမှာစက်ကြောရာကြီးကဘလို့မွေးဖွားလာတာလဲလူသားမျိုးနွယ်တွေဘလို့စတင်ခဲ့ရလဲမတ်ဟော်ရီဇင်ကနေကြိုဆိုပါရဲကျွန်တော်တို့ channel ကကဘာတော်မ်းမှာရှိတဲ့ထင်ရှားတဲ့တန်တားတွေနဲ့နတ်ဘုရားတွေအကြောင်းလူသိနေတဲ့အချက်တွေကိုရွေးပြီးတော့ပြောပြပေးသွားမှာပါဒီနေ့ဗီဒီယိုမှာတရုတ်တန်တားရဲမှာစက်ကြောရာကြီးကဘလို့မွေးဖွားလာတာလဲလူသားမျိုးနွယ်တွေဘလို့စတင်ခဲ့ရလဲဆိုတဲ့အကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဒီကြောင့်မပြောခင်အရင်ဆုံးအသိပေးချင်တာကကျွန်တော်အခုပြောပြတာတွေကလွန်ခဲ့တဲ့ရှေးနှစ်ပေါင်း၄၀၀၀ကျော်တည်းကတရုတ်မှာရှိခဲ့တဲ့ဒဏ္ဍာရီသမိုင်းကြောင်းတွေပါဒီဘက်ခင်မှာခေတ်စားလာတဲ့ animation ကားတွေရုပ်ရှင်ကားတွေဆိုတာဒီကြောင်းတွေကိုချက်ကားပြီးပြန်ရိုက်ထားတာဆိုတာပါပဲ Okay အဲ့ဒါဆိုစလိုက်ကြအောင်ဗျာစကြဝဠာဆိုတာမဖြစ်ပေါ်ခင်အချိန်ဆိုတာလည်းမရှိခင်ကအရာအလုံးကဖေဖျဲနဲ့အယောင်မျိုးစုံရောထွေးနေတဲ့ comic art လုံးပဲရှိခဲ့ပါတယ် ပြောရရင်စန့်ကျင်ဘက်စွမ်းရင်တွေစုဝေးနေပြီးတော့ပုံစံမဖြစ်တည်သေးတဲ့စက်ကြောရာပေါ့ဥပမာရင်နဲ့ရန်ကောင်းကင်မြေကြီးမကွဲပြားသေးချိန်မျိုးကိုပြောချင်တာပါအဲ့ကောမစ်အထဲမှာတော့ပထမဆုံးတက်ရှိဖြစ်လာမဲ့ဖန်ဆင်းရှင်နဲ့ဗျာပန်ကူးရှိနေခဲ့ပါတယ်မှတ်တမ်းတွေကနှစ်ပေါင်း18000လောက်ကြာပြီးသွားတဲ့ဒီနေ့မှာအရာအားလုံးစုဝေးနေတဲ့အဲ့ဒီကောမစ်အကြီးကအက်ကွဲသွားပြီးတော့ပထမဆုံးတက်ရှိဖြစ်တဲ့ဖန်ဆင်းရှင်နဲ့ဗျာပန်ကူးကလည်းမွေးဖွားလာခဲ့ပါတယ် ဒါပေမဲ့ဒါကလည်းဒီတိုင်းမွေးဖွားလာတော့မဟုတ်ဘူးဗျ။သူကောမက်အထက်မှာရှိနေတော့အနီနာပပတ်လေကရောထွေးနေတဲ့စွန့်ရင်မျိုးစုံမတီမငိမ်ဖြစ်လာတာကြောင့်အောက်ပိုင်းကိုခြေခံပြီးအပေါ်ပိုင်းကိုတွန်းတင်ခဲ့လို့ကွဲသွားတာပါ။ဒါပေမဲ့အဲ့ဒီအက်ကိုခွဲလိုက်တာကရင်နှီးရန်ကိုကွဲထွက်သွားစေပြီးစကြာရာကြီးအတွက်အခြေခံအုတ်မြစ်တိဆောက်ပေးလိုက်သလိုဖြစ်သွားစေပါတယ်အခုလိုသားမဖြစ်ရင်ကောင်းကင်နေမြေပြင်ကျယ်ရီဂျိုရီဆိုတာလည်းရှိလာတော့မှာမဟုတ်ဘူးလေနောက်ပိုင်းမှာလေးလံတဲ့ရင်းနဲ့စွမ်းရင်တွေက တဖြည်းဖြည်းစူဝေးလာပြီးကဘာမီဖြစ်လာခဲ့ပါတယ်။ပေါ်ပါတဲ့ရင်စွမ်းရည်တွေကတော့ကောင်းကင်ပေါ့။စကြောရာကြီးအခြေခံထားတဲ့အချိန်မှာဖန်ဆင်းရှင်တပြားပန်ကူလည်းစွမ်းရည်ကုံဆုံးမှုမောပန်းမှုတို့ကြောင့်တည်ဆုံသွားခဲ့ပါတယ်။သူတွေသွားပြီးနောက်ပိုင်းမှာမျိုးလုံးတွေကနေနဲ့လာဖြစ်လာတယ်။အသက်ရှူတန်တွေကလေနဲ့တိမ်တွေဖြစ်ပြောင်းလဲသွားပြီးတော့သွေးဆက်တွေကတော့ပင်လယ်နဲ့သမုဒ္ဒရာတွေဖြစ်ပြောင်းလဲသွားပါတယ်။သပင်းတွေကလည်းတစ်တောနဲ့မြက်ခင်းတွေဖြစ်လာပြီးအယိုးတွေကြတော့ ကျွန်တော်တို့အခုမြင်နေရတဲ့တောင်တန်းတွေလို့ပဲပြောရပါမယ်။ဒါပေမဲ့ကဘာကြီးကမပြီးပြည့်စုံသေးပါဘူး။တခြားမတူညီတဲ့ဒဏ္ဍာရီတစ်ခုတော့ဖန်ဆင်းရှင်နှပြပန်ကူဟာကောမစ်အထက်မှာရှိနေတော့ခန္ဓာကိုယ်ကတဖြည်းဖြည်းကြီးမလာလို့ကောမစ်အကကွဲထွက်သွားတာလို့ပြောကြတယ်။ဒါပြင်ကောမစ်အထက်မှာပိတ်မိနေတဲ့ချိန်ပစိန်ကိုအုံပြူပြီးတော့ရင်းနှီးရန်ကောင်းကင်နဲ့မြေပြင်ကိုပိုင်းခြားခဲ့တာဆိုတဲ့တရုတ်ဒဏ္ဍာရီကလည်းရှိပါသေးတယ်။ဒီဒဏ္ဍာရီအကြောင်းကိုတော့ကျွန်တော်အရင်တင်ထားတဲ့တရုတ်ဒဏ္ဍာရီတွေက စွမ်းအားအကြီးဆုံးလက်နက်10ခုဆိုတဲ့ဗီဒီယိုမှာ ပြောပြဘူးပါတယ်။မတူညီတဲ့ဒဏ္ဍာရီတွေလည်းရှိသေးပေမဲ့ကောမစ်အထက်ကခွဲထွက်ပြီးတော့စစ်ကြောရာကြီးအခြေခံထားတဲ့အချိန်ဖန်ဆီးရှင်နှစ်ပါးပန်ကူလည်းတေသွားတယ်ဆိုတော့မပြောင်းလဲပါဘူး။အဲ့နောက်ပိုင်းမှာနှီးဝါမေတော်ရဲ့ခစ်ကိုရောက်လာတယ်ပဲဆိုပါတော့။နှီးဝါမေတော်လို့ခေါ်တာကလူသားမျိုးနွယ်ကိုဖန်တီးခဲ့တဲ့လူဖြစ်တဲ့ပြင်အသက်တက်ကိုကာကွယ်စောင့်ရှောက်တဲ့နမင်းဖြစ်တာကြောင့်ပါ။တခြားနှစ်ဖျားရည်နဲ့မတူတာက သူမကိုယ်၌ကအသက်ဆွမ်းရင်အရင်မြင့်ဖြစ်နေတာပါပဲ classes of mountain mc မြန်မာလိုတောင်နဲ့ပင်လဲဂန္ဓဝင်စာအုပ်ထဲမှာပါတဲ့အတိုင်းဆိုနှီးဝါမယ်တော်ကအဝါရောင်ရှင်စည်းနဲ့ပထမဆုံးလူသားကိုဖန်တီးပြီးတော့အသက်သွင်းပေးခဲ့တာပါကြားဖြတ်ပြောရရင်နှီးဝါမယ်တော်ကလူသားမျိုးနဲ့ပြန်ပွားအောင်အချင်းချင်းလက်ထပ်ထိမ်းများစေတဲ့ဒလိထုံးစံတွေဖြန့်ဝေခဲ့တာကြောင့်အောင်တော်နတ်ဖျားဆိုတဲ့ဂုံဖုတ်ကိုလည်းရခဲ့ပါသေးရဲ့ကောင်းကင်ကိုထန်းတင်ထားတယ်လို့အဆိုရှိတဲ့ ပူကျိုးတောင်ကိုရေနဲ့ပြားဂုံဂုံတိုက်ခိုက်တဲ့အချိန်တုန်းကကောင်းကင်ဘုံလက်အက်ွယ်ပြီးတော့ရေလွမ်းနာမျိုးမိပြီးတင်နာမျိုးတွေလည်းဖြစ်ခဲ့ပါတယ်။အဲ့အချိန်လဲနီးဝါမယ်တော့ပဲ9ရောင်ချီကြောက်တုံးကိုအေးဖြော်ပြီးတော့ကောင်းကင်ကိုဖားထေးပေးခဲ့တာပါ။ပျက်စီးသွားတဲ့ဒေါက်တာနေရာမှာလဲကောင်းကင်သားရဲ့ကြီးရဲ့ခြေထောက်ကိုခုတ်ဖြတ်ပြီးအစာထိုးပေးခဲ့ပါသေးတယ်။ဒါကြောင့်လူသားမျိုးနွယ်တွေမဟုတ်ပဲနတ်ဖျားတွေကပါနီးဝါမယ်တော့လို့ခေါ်ကြတာပါ။နီးဝါမယ်တော့တောင်းရင်ပြီးမြောက်လို့ပျောက်ကွယ်သွားပြီးနောက်ပိုင်းခေတ်ကတော့ အထင်ရှားဆုံးခေတ်ဖြစ်တဲ့သူတော်စင်သုံးပါးခဲ့ပါပဲဒီလူတွေအကုန်လုံးကလူသားမျိုးနွယ်အတွက်တစ်ခုမဟုတ်တစ်ခုအကျိုးဆောင်ပေးခဲ့တဲ့လူတွေလို့ပြောလို့ရပါတယ်သူတော်စင်သုံးပါးကိုတခါလေနတ်ဖျားတစ်ပိုင်းဒါမှမဟုတ် လူသားမျိုးနွယ်ကိုအသိပညာနဲ့အတတ်ပညာတွေဖြန့်ဝေပေးတဲ့ပညာရှိတွေဖြစ်ပုံဖော်ကြပါတယ်အပေါ်မှာပြောခဲ့သလိုပဲနှီးဝါမယ်တော့ဆိုတာလူသားမျိုးနွယ်ကိုဖန်တီးခဲ့သူဖြစ်တဲ့အပြင်ဒလိထုံနှန်းဆိုင်ရာတွေရဲ့အဆမဟုတ်လားအဲ့တွဲသူတော်စင်သုံးပါးထဲမှာထိတ်ဆုံးဖြစ်နေတာမဆန်းပါဘူး ရှမ်းနုံဒါမှမဟုတ်လေယာဏဖျားနာမည်တိုင်းလူသားမျိုးနွယ်ကိုစိုက်ပျိုးရေးပြင်ဆေးဘက်ဆိုင်ရာပင်တွေနဲ့ပတ်သက်တဲ့ဘူးသူရတွေအကုန်လုံးကိုပို့ချပေးခဲ့ပါတယ်အဆိုင်ကူထုံးသမားတော်တွေရဲ့ခြေဆောင်လမ်းပြဆိုလဲမမားနိုင်ပါဘူးဖူရှိဖူရှိကနှီးဝမယ်တော့လူသားမျိုးနွယ်ကိုဖန်တီးတဲ့နေရာမှာကူညီပေးခဲ့ပြီးလိုက်ချင်းငါးများချင်းနဲ့လိမ့်ဆိုင်မွေးမြူတဲ့နီလန်းတွေကိုလည်းတင် जा ပို့ချပေးခဲ့ပါတယ် အနောက်ပိုင်းအေဂရစ်၅ပါးရဲ့ခစ်ကိုတော့ရွှေခေဖြစ်သတ်မှတ်ပြီးတခြားတန်တားရီသမိုင်းတွေလည်းတော်တော်များများထွက်ပေါ်ခဲ့ပါသေးတယ်။အဝါယောင်အေဂရစ်ခွန်တီပြက်ကရင်ရဲ့တရုတ်အခရာတွေပါဝင်တခြားရိုးရာယဉ်ကျေးမှုအမျိုးမျိုးကိုစတင်မိတ်ဆက်ပေးခဲ့တဲ့အတွက်လူတိုင်းလေးစားတာခံရတဲ့လူဆိုလည်းမမားပါဘူး။တန်လိုက်အိမ်မြောင်နဲ့တင်ကပြူဟာကျန်းလိုအရာတွေကလည်းအဝါယောင်အေဂရစ်ခွန်တီဖန်တီးခဲ့တဲ့အရာတွေပါပဲ။စွန်ကျူးရဲ့စစ်ပညာကျမ်းကနေမှီညမ်းထားတဲ့အဝါယောင်အေဂရစ်ခွန်တီနဲ့ချီယိုကြားဖြစ်ခဲ့တဲ့ တိုက်ပွဲကတရုတ်တနအီထဲမှာအထင်ရှားဆုံးတိုက်ပွဲတွေကတစ်ခုပါအဲနောက်ပိုင်းဘရင်၅ပါးရဲ့ခစ်ကိုရွှေခစ်ဖြစ်သတ်မှတ်ပြီးတော့တခြားတနအီသမိုင်းတွေလည်းတော်တော်များများထွက်ပေါ်ခဲ့ပါသေးတယ်။ဒါပေမဲ့ရွှေခစ်ရဲ့အဆုံးသတ်လို့ပဲပြောရမလားအဝါရောင်ဧကရိရဲ့မျိုးဆက်ကျွံ့ရွယ်ဘရင်လက်ထက်မှာကောင်းငင်လေကားကိုဖျက်ဆီးခဲ့ပြီးတော့လူသားတွေနဲ့နတ်ဖျားတွေပတ်သက်နေတာကိုဖျက်တော့ပစ်ခဲ့ပါတယ်။ကောင်းငင်လေကားဆိုတာကကောင်းငင်နဲ့မြေပြင်ကိုဆက်သွယ်ထားတဲ့ပူကျိုးတောင်နဲ့ဖူဇန်းတစ်ပင်လိုနေရာမျိုးကိုပြောချင်တာပါ။ ဒဏ္ဍာရီတွေရတော့လူသားတွေကအသေးမွားကိစ္စတွေကအစကိုယ်တိုင်မလုပ်တော့ဘဲနတ်ဘုရားတွေကိုအကူအညီတောင်းနေလို့နတ်ဘုရားတွေကအမျက်ဒေါသမထွက်ခင်ကောင်းကင်လှီကားကိုဖျက်ဆီးလိုက်တာလို့ပြောကြပါတယ်။တချို့ကလည်းလူသားတွေကိုကိုအားကိုကိုပြီးတီထွင်ကြံစနိုင်စွမ်းရှိလောက်ဖျက်ဆီးခဲ့တာလို့ယုံကြည်ကြတာပါပဲ။ဒဏ္ဍာရီတွေမျိုးမျိုးရှိပေမဲ့ကြံ့ရွယ်ပြင်းဘာလို့အခုလိုလုပ်ခဲ့လဲဆိုတော့သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။ဒါကတော့တရုတ်ဒဏ္ဍာရီရဲ့နတ်ဘုရားခေတ်အဆုံးသတ်ပါပဲ။ တချို့မလိုအပ်တဲ့ဒေးစိအချက်အလက်တွေခြံခဲ့ပေမဲ့ကျွန်တော်ကတော့ဒီလောက်ဆိုလုံးလုံးပဲလို့ထင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုတွေမှာလည်းလူတွေမေ့လျော့နေတဲ့ဒဏ္ဍာရီတွေအကြောင်းကျွန်တော်ထပ်ပြီးပြောပြပေးသွားပါမယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ